ခရီးနီးယားနေရတဲ့နိုင်ငံလုံးစစ်အာဏာရှင်လက်အောက်ကနေပြောင်းပို့ရတဲ့ကတော့ကျွန်တော်တို့တိုင်းနာတော်လိုင်းရေးအားစုတွေပါမကမြေပြတ်မှာရှိတဲ့တော်လိုင်းရေးအားစုတွေအားလုံးကပူပေါင်းတဲ့တွေ့လောက်ကန်ဆောင်ရနေပါတယ်အဲ့တော့ဒီလိုမျိုးစုစည်းအားဒီလည်းတော့ခါမမရှိခဲ့ဘူးတဲ့အားဖြစ်တယ်။ဒါကြောင့်မို့သေချာမအောင်ပြင်ရမယ်။ဒါပေမဲ့ကျွန်တော်တို့အားလုံးတိခါနေတယ်၊ပြည့်တွေ့နေတဲ့အားကတိတော်လိုက်ရင်ပြည့်တယ်။လွယ်လွယ်ကူကူလေးနဲ့မှပွင့်မှုဆိုတဲ့အတွက်ကြောင့်မလို့ ခက်ခဲတွေ၊ကြမ်းတမ်းမှုတွေ၊ပျက်စီးမှုတွေ၊ယိုယဲမှုတွေအများကြီးကြုံနေနိုင်ပါတယ်။ဆက်လက်ပြီးတော့မှတောင်းခံပေးဖို့ရတဲ့ကျွန်တော်တို့အားကြီးဟုတ်ကဲ့ပါ time တော်တယ်မှာမြန်မာအရေးစိုးရိမ်ပွဲတန်းလာနေတာမနေ့ကတရင်တင်ခဲ့တာအားလုံးမတည်ပါဘူး။အဲ့ဒီတန်းလာပွဲမှာအဲဒီ CRPH ပြီးလို့ရှိရင် NUCC ပြီးလို့ရှိရင် Dyna EOS ဒီတော်နေအရန်စုဘက်ကဒိုင်းနာ EOS ပါတယ်။အဲ့တော့အဓိကဆွေးနွေးရတဲ့မှာမြန်မာနိုင်ငံကကုလသမဂ္ဂလူ့ခွင့်ရေးကော်မတီဒီဒုက္ကိုစလေမစ္စတာအင်ဒရူးလည်းပါတယ်ပေါ့နော်အဲ့တော့အဲ့ဒီဆွေးနွေးပွဲနဲ့ပတ်သက်ပြီးတော့ဟိုဘာတွေဆွေးနွေးရလဲဆိုတာတည်င်းထွက်လာပါပြီတည်င်းလေးကိုကျွန်တော်ရင်ဖတ်ပြမယ်ပြီးမှဟိုအသေးစိတ်ကျွန်တော်ပြောပြမယ်နော် ထိုင်းနိုင်ငံဗန်ကောက်မြို့ရှိထိုင်းလွှတ်တော်နဲ့ကျင်းပပြုလုပ်ခဲ့သောမြန်မာရေးစွန်းနေဘက်တို့ပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီ CRPH မှကိုယ်စားလှယ်ဖြန့်တက်ရောက်ခဲ့ပြီးတရားဝင်ဝင်ရောက်လာတဲ့မြန်မာပြည်သူများကိုဖမ်းဆီး၍အကြမ်းဖက်စစ်ကောင်စီထံတို့ပြန်လည်လွှဲပြောင်းခြင်းမပြုလုပ်ရန်တင်ပြတောင်းဆိုခဲ့ကြောင်း CRPH မှကိုယ်စားလှယ်တို့ကရန်ကုန်ခေတ်သတင်းဌာနထံသို့ပြောဆိုလေမတ်လ22ရက်နေ့မှာမတ်လ23ရက်နေ့ထိထိုင်းနိုင်ငံအောက်လွှတ်တော်မြို့သားလုံခြုံရေးနယ်စပ်ရေးရာမြို့သားရေးဆိုင်ရာမဟာဗျူဟာနှင့်ပြုပြင်ပြောင်းလဲရေးဆိုင်ရာအမြဲတမ်းကော်မတီနှင့်လူ့ခွင့်ရေးဆိုင်ရာအာဆီယံလွှတ်တော်ကိုယ်စားလှယ်များအဖွဲ့ APHR တို့ကကြီးမှုကျင်းပ ဲ့တဲ့ထိုင်းနိုင်ငံအိနေဆက်တလျှောက်၌လုံခြုံရေးတိုးမြင့်လုံခြုံရေးမြင့်တင်ခြင်းနှင့်ငြိမ်းချမ်းရေးပြီးဆောက်ခြင်းအခမ်းအလုံးပဲမင်္ဂလာပါ Top News မြန်မာ Channel ကနေပြီးတော့တဖန်ပြန်လည်ကြိုဆိုလိုက်ပါရစေကျွန်တော် Channel လေးကို Subscribe မနေရသေးဘူးဆိုတော့ Subscribe နဲ့ပြီးတော့ဖတ်မှန်ပြီးတော့တောင်းဆိုခြင်းပါဆွေးနွေးပွဲတွေထို့ထို့တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရတယ်ဆိုပါဆွေးနွေးပွဲလို့မြန်မာလွှတ်တော်ကိုစားမှုကိုယ်စားလှယ်များဖြစ်သောပြည်တော်စုလွှတ်တော်ကိုစားမှုကော်မတီ CRPH တွင်းမှုဦးထွန်းမြင့်အလုံးဓမ္မရေးရကော်မတီဥက္ကဋ္ဌဦးအောက်ကမင်းနှင့်နိုင်ငံတကာဆက်ဆံရေးကော်မတီဝင်ဦးအောက်ကမြို့ထက်တို့တက်ရောက်ခဲ့ကြောင်းသိရတယ်။ထို့ဆွေးနွေးပွဲတွင်ပြည်တော်စု လွတ်တော်ကိုစားပြုကော်မတီကထိုင်းနိုင်ငံအစိုးရအနေဖြင့်တရားမဝင်ဝင်ရောက်လာတော့မြန်မာပြည်သူများကိုအကြမ်းဖက်စစ်တပ်ထံပြန်လည်ပို့ဆောင်နေမှုတွေလူ့ခွင့်ရေးကိုတာမကအထက်အန္တရာယ်ကိုပဲစိုးရိမ်ရတဲ့အတွက်ရင်းတို့လှုပ်ဆောင်နေမှုများကိုချက်ချင်းရပ်တန့်ပေးရန်နှင့်မဖြစ်မနေပြန်ဖို့ပါကလူကပါကမြို့သားညီညွတ်ရေးအစိုးရပြည်တော်စုလွတ်တော်ကိုစားပြုကော်မတီနှင့်တိုင်းရင်းသားအဖွဲ့အစည်းများဌာနလွှဲပြောင်းပေးပြီးမြန်မာပြည်သူများ၏အထက်အန္တရာယ်ထိခိုက်မှုကိုကာကွယ်ပေးရန်တင်ပြတောင်းဆိုခဲ့ခြင်းဖြစ်ကြောင်းသိရသည် ိုင်းနိုင်ငံရောက်မြန်မာအလုပ်မှားများအလုပ်လုပ်ခွင့်အတွက်ပြန်လဲတန်းတိုးရတယ်အကြမ်းဖက်စစ်ကောင်စီထံသို့အခွန်မပေးဆောင်ရရင်းနှင့်ထိုင်းနိုင်ငံအစိုးရကတရားမဝင်ဝင်ရောက်လာတဲ့မြန်မာပြည်သူများအကြမ်းဖက်စစ်တပ်ထံသို့ပြန်လဲပို့ဆောင်နေမှုတည်း၎င်းတို့၏လူ့ခွင့်ရေးကိုတမကအတက်အန္တရာယ်ကိုပဲစိုးရင်ရတဲ့အတွက်ရင်းတို့လှုပ်ဆောင်နေမှုကိုချက်ချင်းရပ်တန့်ပေးနိုင်ရန်မဖြစ်မနေပြန်ပို့ရန်လိုအပ်ပါကမြို့သားညီညွတ်ရေးအစိုးရပြည်တော်စုလွှတ်တော်ကိုစားပြုကော်မတီနှင့်တိုင်းရင်းသားအဖွဲ့အစည်းများထံသို့တာလွှဲပြောင်းပေးခြင်းဖြင့်မြန်မာပြည်သူများအတက်အန္တရာယ်ထိခိုက်မှုမှကာကွယ်ပေးရန်ဟု CRPH ကတင်ပြတောင်းဆိုသည် ဆိုပါနှစ်ပတ်ဆွေးနွေးပွဲတွေမြန်မာနိုင်ငံ၏လက်ရှိအခြေအနေများမြန်မာရွှေ့ပြောင်းနေထိုင်သူများအရေးနေဆက်ဖြတ်ကျော်မှုပြင်းများကိစ္စဖိုင်းမြန်မာနေဆက်တချို့လုံခြုံရေးကိစ္စရပ်များအကြမ်းဖက်စစ်ကောင်စီအတုအယောင်ရွေးကောက်ပွဲပေါ်တဘောရအမြင်များကိုအဓိကဆွေးနွေးဖလှယ်ခဲ့ကြကြောင်းရေးဆွေးနွေးပွဲတို့တက်ရောက်စဉ်ကာလအတွင်းမြန်မာလွှတ်တော်ကိုစားကိုယ်စားလှယ်အဖွဲ့တွင်မြန်မာအရေးကိုအစဉ်တစိုက်အားပေးကူညီနေတဲ့ထိုင်းနိုင်ငံ၏လွှတ်တော်အမတ်များဖြင့်ဒီကြတွေ့ဆုံရင်မြမအရေးအခြေအနေများနဲ့နှစ်ဖက်ဘူးပေါင်းဆောင်ရွက်သွားနိုင်ရန်ဆွေးနွေးခဲ့ကြောင်းသိရတယ်။ဒီဆွေးနွေးပွဲကအရန်ကောင်းပါတယ်မြမအရေးနဲ့ပတ်သက်ရင်တကယ်ကိုနိုင်ငံရေးအရာရော ညာရက်ဆိုင်ရာအရာရောနိုင်ငံတကာအတိုင်းအဝိုင်းနယ်ပယ်အရာရောတကယ်ကြမ်းကျင်တဲ့ပညာရှင်တွေတက်ကြွလှုပ်ရှားမှုတွေမြမအပါအဝင်အာဆီယံဒေတာတွင်တွတ်တော်ကိုယ်စားလှယ်ပြီးအကုန်တက်ရောက်ကြတဲ့ဘွဲဖြစ်ပါလေ။ပုံမေလင်းလင်းကိုဆွေးနွေးခဲ့ကြပြီးထိုင်းတွတ်တော်နဲ့အစိုးရကိုမြမအရင်နဲ့ပတ်သက်လို့လက်တွေ့နဲ့ကိုက်ညီတဲ့ဘူဝါဒတွေပေါ်ပေါက်လာစေမယ်လို့မျှော်လင့်ပါတယ်ဟုတ် CRPH ကိုယ်စားလှယ်ကရန်ကုန်ခရစ်သတင်းဌာနကိုပြောဆိုတဲ့ထုတ်ပြန်ဆွေးနွေးပွဲသို့မြန်မာနိုင်ငံမှတိုင်းရင်းသားများအဖွဲ့အစည်းများလူ့ကွင့်ရေးအဖွဲ့အစည်းများအရက်ဖက်အဖွဲ့အစည်းများကိုယ်စားလှယ်များအာဆီယံနိုင်ငံများတွတ်တော်ကိုယ်စားလှယ်များကုလသမဂ္ဂနိုင်ငံတကာအဖွဲ့အစည်းများမှပုဂ္ဂိုလ်များလည်းတက်ရောက်ခဲ့ကြောင်းသိရတယ် ဟုတ်ဒီဆွေနှုတ်ဘက်ကိုအဓိကဥဆောင်လုပ်တာတော့ဒီဖက်ပချာချောင်းပါတီရဲ့ပြည်သူပါတီပေါ့နော်အဲ့ဒါရဲ့ဒီဒုကောင်းဆောင်ဖြစ်တဲ့နိုင်ရပချာချောင်းအဲ့ဟုတ်ဖြစ်တဲ့နိုင်ရစီမံရောဒုကောင်းဆောင်ဖြစ်တဲ့နိုင်ရစီမံရောပဲအဓိကဥဆောင်ပြီးလုပ်တာဒုကလည်းဒုဒီလွတ်တော်ရဲ့လုတ်ပိုင်ခွင့်တဲကနေအပြေဝကြိုးစားတော့မယ်ဆိုတဲ့အကြောင်းပြောတယ်လက်ရှိအကြမ်းဖက်စစ်အုပ်စုကလုတ်ရတဲ့ပေါ်လေသူလည်းရှုတ်ချတယ်ဒါပေမဲ့လွတ်တော်အနေနဲ့ဒီစစ်တပ်တို့ရဲတို့စတဲ့ဒီပြည်ထရေးစတဲ့ဒီအဖွဲ့တွေကိုအမိတ်ပေးခိုင်းစေလို့မရတဲ့ပုံမှာလည်းနားလည်ပြီးတော့သူကပြောတယ်အဓိကတော့ဒီမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလှယ် Mr. Andrew က ပြောတဲ့စကားတွေကတော့ပိုပြီးထိရောက်တယ်အဲ့ဒါဘာလဲဆိုတော့အားလုံးသိတဲ့အတိုင်းကျွန်တော်တို့ထိုင်းနဲ့မြန်မာကကိုချင်းချင်းပြောတဲ့ဟာမျိုးကြိုက်တိတ်လေးမထားဘူးဒါပေမဲ့နောက်ဥရောပနိုင်ငံတွေကလူတွေပြောစကားဆိုပို့ပြီးတော့အလေးထားတယ်အဲ့ဒီပုံမှန်ဒီဆိုတာအင်ဒူးကပြောတာကတော့လက်ရှိလက်နဲ့ရောင်းဝယ်ကိစ္စတွေကိုမြန်မာစစ်တပ်ကမရောင်းပေးတဲ့အတွက်ထိုင်းဆိုကကျေစုတင်တယ်နော်နှစ်နိုင်ငံနယ်စပ်ဖြတ်ကျော်မှုတွေမှာလည်းအတူကပူးပေါင်းမယ်နောက်တစ်ခုကဒီရွှေပြောင်းမြန်မာအလုပ်သမားတွေရဲ့အရေးကိုနော်အဲစောက်ရှောက်ပေးဖို့မြန်မာဒုက္ခတွေတွေပေါ့အခုဒီရောက်လာတဲ့မြန်မာဒုက္ခတွေအရေးကိုထိုင်းနိုင်ငံအနေနဲ့စောက်ရှောက်ပေးဖို့ကျန်းမာရေးစောက်ရှောက်မှုတွေပေးဖို့အလုပ်ကိုင်တွေဖန်တီးပေးဖို့နောက်တစ်ချက်ကလက်ရှိ တော့မင်းအောင်ဆိုင်ကျင်းပမယ်လို့ပြောတဲ့ရွေးကောက်ပွဲကိုရွေးကောက်ပွဲဟာလုံးဝတရားမဝင်ကြောင်းလည်းမစ္စတာအင်ဒရူကပြောရတယ်။ဘာကြောင့်တရားမဝင်လဲဆိုတော့လက်ရှိအတိုက်ခံကောင်းဆောင်တွေကိုဖမ်းဆီးထားတယ်။နိုင်ငံရေးအကျဉ်းသား2000တောင်ကျော်ဖမ်းထားတယ်။တနိုင်ငံလုံးမှာပြည်သူတွေကိုဘုံကျဲပြီးတော့ရရဲဆဲတက်ဖြတ်နေတယ်။ဒီအချက်တွေကြောင့်အကြမ်းဖက်စစ်ကောင်စီကပြုလုပ်မဲ့ရွေးကောက်ပွဲဟာတရားမဝင်ဆိုတာကိုမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလက်ရှိအင်ဒရူကပြောရတာဖြစ်ပါတယ်။အဲ့တော့ဒီဆွေးနွေးပွဲနဲ့ပတ်သက်လို့ အဓိကပြောရမယ်ဆိုရင်တော့အချက်နှစ်ချက်ကိုတောင်းဆိုခဲ့တယ်လို့ကြားတယ်ပထမတစ်ချက်ကတော့ကျွန်တော်တို့ဒီဖိုင်းမှာရောက်နေဒီတရားမွေဝင်လာတဲ့ဖန်ဆီးခံရတဲ့ဒူတွေကိုပြန်လည်လွှဲပြောင်းပေးမယ်ဆိုလို့ရှိရင်ဒီကျွန်တော်တို့ CRPH AUG စတဲ့ဒီတိုင်းနာ EOS တွေကိုလက်ထဲကိုထည့်ထည့်မထည့်လို့ရှိရင်တော့ဒီစစ်ကောင်စီလက်ထဲတော့လုံးဝမထည့်ပါနဲ့အဲ့တော့ပြောတာကတော့အဓိကစစ်ကောင်စီလက်ထဲကိုဖမ်းမိတဲ့မြန်မာပြည်သူကိုလုံးဝမထည့်ပါနဲ့ဒီလိုစစ်ကောင်စီလက်ထဲကိုထည့်ပေးနေတာဒီလူခွင့်ရေးကိုထိုးပေါက်ယူမှမကဘဲနဲ့အဲ့ဒီဒူတွေရဲ့အတက်အအနေပဲစိုးရင်ရတဲ့အနေထားဆိုဒီစကလုံးကအတက်ကမှန်ပါတယ်တကယ်လဲဒါအမှန်တရားပါ နော်အဲ့တော့စစ်ကောင်စီလက်ထက်ကိုဘာအကြောင်းနဲ့မှထည့်စရာအကြောင်းမရှိဘူးမရှိတဲ့တိရတားနဲ့ထိုင်းစိုးရထည့်နေတာဒီဒါလူပွင့်ရေးချိုးပေါက်ရုံနေမဟုတ်လူတယောက်ရဲ့အတက်အန်နေဒီလူတွေလက်ထက်ကိုထည့်ရင်ဒီလူတွေကအတက်အန်နေထိခိုက်မယ်ဘဝနဲ့ပြတ်မယ်ဆိုတော့တိရတားနဲ့ထည့်ပေးတယ်ဆိုတော့ဒါကအစကတည်းကတားဆီးနိုင်ရမယ့်အရာတစ်ခုပဲနော်အခုတော့ဒါလွတ်တော်တတိကျကျပြင်းပြဆွေးနွေးနိုင်တယ်ဆိုတော့ဒါဝန်ထဲဆိုတဲ့မှာနောက်ဒုတိယတစ်ချက်ကတော့ဒါတော့တည်နေမှာမပါဘူးကြာတိရတားအဲ့ဒါဘာလဲဆိုတော့ကျွန်တော်တို့လက်ရှိအဲအတက်တန်းတိုးဖို့နော်နှစ်လပိုင်း၁၃ရက်နေ့မှာတက်တန်းကုန်ထားတဲ့ဒူတွေအတွက် ဒီနေထိုင်ခွင့်ဗီဇာတွေတက်တန်းတိုးမဲ့ကိစ္စကြက်ကြန်နေတယ်အဲ့ဒီကြက်ကြန်တဲ့အကြောင်းရင်းကဒီအကြမ်းဖက်ဆေးအုပ်စုကထိုင်းမှာရောက်နေတဲ့ပြည်သူတွေရဲ့ထွေးနှဲစာကိုမတရားဂုဏ်သွေးဆုပ်ပြီးတော့ပတ်စံနှိုက်သူကိုလုပ်နေတယ်အခွန်ဆိုတဲ့ခေါင်းစဉ်နဲ့ဒါပေမဲ့တကယ်တော့ဒီဟာပေးစရာလည်းအကြောင်းမရှိဘူး အလုတ်သမားတယောက်ကဒီအာဆီယံပြည်နယ်မှာဒီအာရှပြည်နယ်မှာရှိပါတယ်အဲ့ဒါဘာလဲဆိုတော့အလုတ်သမားတယောက်ကသူများနိုင်ငံအောင်လုတ်သွားလို့မဆိုရင်အခွန်ကိုဘယ်ဖက်ပေးမလဲဆိုတော့ဂတိကုတ်ကိုသူတို့လုတ်ထားခဲ့ကြတာရှိတယ်အဲ့တော့ဘယ်ဖက်ကိုပေးမလဲမိခင်နိုင်ငံကိုပေးရမှာလားအရှင်ဒီအလုတ်သွားလို့မနိုင်ငံကိုပေးရမှာလားဆိုနေမှာအလုတ်သွားလို့နိုင်ငံကိုပဲပေးရမှာဆိုတော့မူဝါဒရှိပါတယ်အဲ့တော့အခွန်နှစ်ဖက်ပေးစရာမလိုဘူးအဲ့တော့ထိုင်းမှာလာလုတ်တဲ့လူတွေအားလုံးကကျွန်တော်အခွန်ဆောင်ပြီးတော့ထိုင်းအစိုးရကိုကျွန်တော်အခွန်ဆောင်ပြီးတော့သူတို့နိုင်ငံမှာကျွန်တော်တို့အလုတ်လာလုတ်တာ တို့တို့နိုင်ငံအတွက်ကျွန်တော်တို့ကအလုပ်တိုင်းလာလုပ်ပေးရတယ်တို့နိုင်ငံအတွက်လည်းကျွန်တော်အခွန်ဆောင်လာတာဖြစ်တယ်အဲ့ဒီမှာထပ်ပြီးတော့ဒီအကြမ်းဖက်ဆေးအုပ်စုကသူတို့အာဏာသိမ်းပြီးတော့ဒီပြည်သူတွေကအခွန်မှာဆိုတဲ့ခေါင်းစဉ်နဲ့ပတ်စံထပ်ကောက်မှုလုပ်နေတဲ့အတွက်ဒီအတန်းတိုးမဲ့ကိစ္စတွေကြာမြင့်နေတာအမှန်တကယ်ဒါဆေးအုပ်စုနဲ့ဘာမှဆိုင်တဲ့ကိစ္စမဟုတ်နံပါတ်၁ရှယ်နှစ်ဖက်အခွန်ဆောင်စရာမလိုတဲ့အတွက်ဒီထိုင်းစိုးရအခွန်ဆောင်ပြီးတာဖြစ်တဲ့အတွက် နော်တရားဝင်သူဒီတရားဝင်အစိုးရဖြစ်နေတော့မှအမှန်ကောက်เสียအကြောင်းမရှိဘူး။အေးသူ့အတူပတ်သက်စာအတိတ်ထုတ်ဝင်မယ်ဆိုရင်တော့ဒါစာအုပ်ရဲ့နော်အခွန်ရဲ့အတွက်တော့ကောက်အခုလိုမျိုးဘာမှမဆိုင်တဲ့ကိစ္စကိုအခွန်ဖြတ်ခွင့်မရှိဘူး။နောက်တစ်ခုကအခွန်ဆိုတဲ့ခေါင်းစဉ်တက်ကအောင်လေ။လက်ရှိစစ်အုပ်စုတွေကိုစီးစင်းွားတဲ့ငွေတွေဒီတိုင်းပြည်တိုးတက်ရေးအတွက်အတုံးပြုတ်နေတဲ့ငွေလားတည်သူကိုပြန်လဲတတ်ဖြတ်မဲ့နေရာမှာအကျန်းဖက်နေရာမှာအတုံးပြုတ်တဲ့ငွေလားဆိုတော့နိုင်ရှင်ကြည့်ပါ။လက်ရှိကျွန်တော်တို့တိုင်းပြည်မှာနော်ဘတ်ဂျက်အခုံဆုံးအရာကြီးပါလေ။စစ်ပွဲဟုတ်တယ်နော်။ကျွန်တော်တို့16ကြီးတစ်ထောက်နော်။ စက်ထောက်ကြီးတထောက်ပဲအမြောက်ကြီးတွေဒီစနိုက်ပါကြီးတွေမပြောနိုင်အောင်နော်စက်ထောက်ကြီးတထောက်ပစ်လိုက်မယ်ဆိုရင်အခုထိုင်းဘတ်စင်းနဲ့ဆို40ကျော်40နဲ့ပဲတွေ့နော်တို့ဘလောက်ပြနေပြီလဲဟုတ်လားမလားထိုင်းဘတ်စင်းနဲ့ပဲတွေ့စက်ထောက်ကြီးတထောက်ကိုအနည်းဆုံးမြန်မာငွေ9000 6000ရှိတယ်အဲ့တော့ကျွန်တော်တို့တိုက်ပွဲတစ်ခုမှာဒိုင်းနဲ့ပြလိုက်ရွှင်းထော်ရတယ်အနည်းဆုံးမြန်မာငွေ9000 6000ပြောပါဘူးအဲ့တော့စကန်းတွားသိမ့်မယ်ဆိုရင်ရဲဘော်တယောက်အနေနဲ့ကြီး250 300လိုအပ်တယ်ဒါကိုယ့်ပဲအချမ်းမှာအဲ့တော့သူတို့ပဲအချမ်းမှာဆိုရင် ဘယ်တော့ကုန်လဲစဉ်းစားကြည့်ဟိုလေးလေးလေးပြန်တာပေါင်ငါဘုံကြီးကျဲတဲ့ဇရိတ်ဆိုရင်ပွက်မနေနဲ့တော့နော်ဒီ16ကြီးတဲ့ကြောက်ဒိုင်းလဲထွားရတယ်အဲ့ဒါတော့ကုန်တယ်ဆိုရင်ကျွန်တော်တို့တိုင်းပြည်မှာဖြစ်ပေါ်နေတဲ့လက်ရှိဒီကနေ့စစ်ပွဲကုန်ကျစရိတ်ကြီးဘယ်တော့ရှိမလဲအဲ့တော့စကမ်းတစ်ခုတိမ်ဖို့အတွက်ကျွန်တော်တို့ကပြောတာဒီညမှာအောက်မှာလောက်နေတဲ့ရဲဘော်တွေကိုကျွန်တော်ကြုံလို့ကျွန်တော်လည်းရှင်းပြမှာပြည်သူတွေနားလဲအောင်အခုကျွန်တော်တွက်ပြတဲ့ဇင်းတုံးအတိမယ်ဆိုရင်အဲ့ဒီ16ကြီးတောက်ဒိုင်းနဲ့ထွားရတဲ့မြန်မာငွေ9,600လောက်ပုံမယ်အဲ့တော့16ကြီးမျိုးစကမ်းပတ်သိမ်းမယ်ဆိုရဲဘော်တယောက်ကို250 300ပါမှရတယ် အဲ့တော့စကမ်းတစ်ခုတွားသိမ်းဖို့အတွက်ကျွန်တော်တို့မြန်မာငွေနဲ့မပြောနဲ့ဘန်းငွေတော့ကမ်းတဲ့ချီကုန်ပါလေအဲ့တော့စကမ်းသိမ်းဖို့ဟာအတွက်ပဲကျွန်တော်တို့ကကြည့်လို့မရဘူးအဲ့ဒီကုန်ကျစရိတ်ကိုကျွန်တော်ကြည့်ရပြန်ရလာမယ့်အကန့်ဒီတွားသိမ်းလို့ရန်သူပြတဲ့ဒီအကြမ်းဖက်စစ်ကောင်စီထမ်းရတယ်ကျွန်တော်ပြန်ရလာမယ့်လက်နက်ခဲရန်ကျွန်တော်ကုန်ကျစရိတ်နဲ့ကာမိတာမကာမိလို့ကျွန်တော်တို့အိပ္ပစံရှုံးမယ်ဆိုဒီပစံဘယ်ရောက်ပြန်ရှာရမလဲအဲ့တော့ဘုနစ်ကစကားပြန်ဆက်ကရင်လက်ရှိကျွန်တော်တို့တိုင်းပြည်မှာအကုန်ဆုံးငွေပြီးစစ်ပွဲအဲ့ဒီစစ်ပွဲမှာနှစ်ဖက်ရှိတယ်တစ်ဖက်ကစစ်ကောင်စီတစ်ဖက်ကကျွန်တော်တို့တော်လှန်ရေးအင်အားစုတွေ တော်လိုင်းအင်အားစုတွေဘက်ကကုန်ကြတဲ့အဲ့ဒီဒိုင်းဒိုင်းဒိုင်းဆိုတဲ့ပတ်စံတွေဒီရှင်းပါလေပြည်သူတွေကဖွင့်ပြဖို့ကြည်ဖို့ဆိုပြီးတော့နိုင်ငံတကာပြည်သူတွေကလှုပ်အားကချွေးနှဲစာတွေနဲ့ထဲ့ဝင်ကြတာဟုတ်ပါလဲနော်အဲ့တော့စစ်ကောင်စီဘက်အချမ်းကငွေတွေရအောင်ဒိုင်းဒိုင်းဒိုင်းအုံတို့ကိုလေးတွေပါပြန်ချနေတဲ့ငွေတွေ။တော့ဒီဘက်အချမ်းဒီဘက်အချမ်းကုန်ကျစရိတ်မတူဘူးနော်တလားတော့ကွာလေ။ဒီဘက်မှာလေးတချောင်းမောင်းတက်တဲ့ဈေးပဲပဲကြည့်။အဲ့တော့စစ်ကောင်စီဘက်အချမ်းကုန်တဲ့ငွေကဘယ်ရလာတဲ့ငွေတွေ။အဲ့ဒါအဖြေပဲ။အဲ့တော့စစ်ကောင်စီပြောနေတဲ့အခွန်ဆိုဒီတိုင်းပြည်တိုးတက်ဖို့အတွက် တုံးမဲ့ငွေလားသူတို့အာနာရရဲ့အတွက်ပြည်သူကိုတတ်မဲ့ငွေလားဒါဖျက်ရှင်းနေတယ်အဲ့တော့လက်ရှိနိုင်ငံတကာကိုလှည့်ပြီးတော့အခွန်ဆိုတဲ့ခေါင်းစဉ်အောက်မှာကောက်ဖို့လုပ်နေတဲ့စစ်ကောင်စီရဲ့မတရားပြစ်ပြစ်မှုတွေအဲ့ဒီပြည်သူကိုတတ်မဲ့ငွေပဲအဲ့တော့ကျွန်တော်တို့ဒီဘက်ရောက်နေအနေနဲ့ပြောချင်တာကငါနဲ့မဆိုင်ဘူးနေလိုက်မယ်ဆိုရင်အဲ့လိုတအခုရွာတွေမိရှုကန်ဒီဘုံကျဲကန်တိနေတဲ့ရွာတွေလည်းအဲ့ရွာမှာရှိတဲ့လူတိုင်းရနိုင်ငံရေးစိတ်ဝင်စားပေါ့တချို့တလေတဲ့ငါနဲ့မဆိုင်ကိုလုံးမကူစားဆိုတဲ့စိတ်သက်တဲ့နေတာပဲဒါပေမဲ့ရွာမိရှုကန်တိတဲ့အချိန်မှာငါနဲ့မဆိုင်လို့ရသေးလား ရွာကိုဘုံကျဲထားတဲ့အချိန်မှာငါနဲ့မဆိုင်လို့ရသေးတာအဲ့တော့ကျွန်တော်တို့ဒီပတ်ရောက်တဲ့အနေနဲ့ကိုရွာကိုဒေသမှာမိသားစုညီကိုမောင်နှမတွေရှိတယ်ကျွန်တော်တို့ကစစ်ကောင်စီဘာလို့လို့ငြိမ်ခံပြီးထက်လိုက်တယ်ဆိုရင်အဲ့ဒီထက်လိုက်တဲ့ငွေတွေဒီကျွန်တော်တို့ညီကိုမောင်နှမအဖေအမေဘိုးဘွားဆရာဆရာမတွေစတဲ့သူတွေကိုပြန်တတ်မဲ့ကြီးဖို့ဆိုတော့သဘောပေါက်လို့လုပ်ရတယ် တော့ဘာမှပြလာမသိဘူးဖတ်တယ်မလားကျွန်တော်ပြောတာရှင်းရှင်းလေးအဲ့တော့ကျွန်တော်တို့ကငါနဲ့ဆိုင်ကငါတယောက်လုံးလဲမှာသူရသူသူထဲနဲ့ငါထဲနိုင်တယ် back နဲ့ထဲနိုင်တယ်အော်တူရတယ်အဲ့တယောက်စားနှစ်ယောက်စားထဲနေတယ်ကျွန်တော်တန်းနဲ့ချီထဲနိုင်တယ်ဆိုစစ်ကောင်စီကတန်းပေါင်းမြောက်များစွာဝေရောက်သွားမှာအဲ့ဒီတန်းပေါင်းမြောက်များစွာဒီခဲရန်လက်နက်ကိုဖြစ်ပြီးတော့အဲ့ဒီခဲရန်လက်နက်ဒီကျွန်တော်တို့ရွာတွေမှာကြံပစ်ခဲ့တယ်ကျွန်တော်တို့ရဲ့ညီကုံမောင်တို့ကဘိုးဘွားမိဘဆရာသမားတွေကိုပြန်လဲဘုံပြတ်တက်မဲ့မီရှုတ်တက်မဲ့နော်ရဲရဲစဲစဲပြစ်တက်မဲ့ကြည်ဘိုးတွေနော်စစ်ဘိုးအသုံးစိတ်ဖြစ်သွားမှာဒါကြောင့်မို့လို့လက်ရှိစစ်ကောင်စီရဲ့လုပ်ရက်ကိုကျွန်တော်တို့ကလက်မခံဘူးပြောတာနိုင်တဲ့နေရာကဝိုင်းလုံးကြောက်ဖို့ပြောနေတာ ဲ့တော့အခွန်တော့အခွန်လို့လူကြောင်းကောင်းကောင်းစင်တက်ပြီမဲ့ရှင်းရှင်းပြောရင်ကျုပ်တို့ကိုပြန်ပြစ်မကြည့်ဘူးကျုပ်တို့ကိုယ်တိုင်ထည့်ပေးရတဲ့ဘဝမျိုးပြောင်းလုပ်နေတာဒါဟုတ်အားလုံးတဘောပေါက်ဖို့လိုတယ်အဲ့တော့လက်ရှိဒီစုနေခွဲလေးကအရန်အားရမှုကောင်းပါလေအားရမှုကောင်းတယ်ဆိုတော့ဒါဟုတ်ထိုင်းဆိုးရအနေနဲ့လက်ခံမယ်ဆိုရင်တော့အတိုက်ချက်လုံးမအဓိကပါလေကျွန်တော်ဒီကာလမှာနော်ပြည်သွေးမှာနေလို့မရလို့ထွက်ပြေးသိမ်းရှောင်လာရတဲ့ကျွန်တော်တို့ရဲ့နော်မြန်မာနိုင်ငံသားတွေအနေနဲ့ထိုင်းဆိုးရသူ့နိုင်ငံထဲကိုတရားမဝင်ဝင်လာတဲ့အတွက်သူတို့ဥပဒေတိုင်းစီရင်တယ်မှန်တယ်ဒါလောက်ပါမယ် ဒါကိုကျွန်တော်တို့ကန့်ကွက်လို့မရဘူး။ဒါတူနိုင်ငံတူဦးတွေတူထုတ်ကြအာနာကျွန်တော်လေးစားရမယ်လိုက်နာမယ်။ဒါပေမဲ့လို့ကျွန်တော်တို့ဒီဖမ်းမိတဲ့လူတွေကိုသူတို့နိုင်ငံထဲမှာလည်းဆက်မထားနိုင်ဘူး။ပြန်လည်ပို့ဆောင်မယ်ဆိုရင်တော့ကိုနစ်ကပြောသလိုလူအခွင့်အရေးတွေမဟုတ်ဘူး။အတက်အန္တရာယ်မှာထိခိုက်မဲ့စစ်ကောင်စီလက်ထဲကိုထည့်တဲ့လုပ်ရက်ကိုလုံးဝဆက်မလုပ်ဘူးတော့အရေးကြီးတယ်။ဒါကတကယ်ကိုမဖြစ်သင့်တဲ့ကိစ္စကြီး။အဲ့တော့လက်ခံရမယ်ဆိုရင်လက်ခံပါမယ်။ကျွန်တော်တို့တော်လိုင်းအင်အားစုတွေအနေနဲ့အောက်မှာရှိတဲ့တိုင်းရင်းတပ်ဖွဲ့လက်နက်ကိုင်တွေကလုံတုံရင်းအပြည့်အဝယူပေးနိုင်တယ်။တွေးဖို့မွေးဖို့အတွက်မပူပါနဲ့။ နော်ကျွန်တော်အောက်မှာအဲ့ကိစ္စနဲ့ပတ်သက်လို့ကြိုတင်ပြောထားတာရှိတယ်ကျွန်တော်ကလိုင်းပေါ်မှာဘာမှမပြောသေးတာအဲ့ဒါပါလေအဲ့လိုဖမ်းတာတိတူလက်ခံလို့ဆိုကျွေးစရာမရှိဘူးပေါ့အောက်မှာရှိတဲ့ရဲဘော်လေသူတို့တော့မှပြည်သူလူထုကိုစားနေရတဲ့အတွက်ဒီလိုမျိုးကြီးလူရာနဲ့ထောင်နဲ့ရှိလက်ခံရမယ်ဆိုရင်ကျွေးစရာမရှိဘူးအဲ့ဒါမပူနဲ့ကျွန်တော်တို့ရအောင်ရှာပေးပါမယ်အဲ့ဒါလို့ဖမ်းတာတိမဲ့ကိုနိုင်ငံသားတွေကိုအဲ့ဒီစစ်ခွေးတွေလက်ထက်မရောက်ပြီးရောဗျာရအနည်းနဲ့ကျွန်တော်တို့အဲ့ဒီတွေးမဲ့မွေးမဲ့လက်ခံကိုကျွန်တော်ရှာပါမယ် ဒါအောင်လည်းအားလုံးလည်းဒီပြည်မရောက်နေတဲ့အထူးသဖြင့်ထိုင်းမရောက်နေတဲ့ဒီကူမောင်တို့အနေနဲ့လက်ခံမဲ့သဘောတူတယ်လို့ကျွန်တော်ယုံကြည်တယ်။ဘာဖြစ်လို့လဲ?ကျွန်တော်စိတ်ထဲမှာခံစားသလိုအခြားလူတွေလည်းဒီအတွေ့အကြုံပဲခံစားမှာပဲ။ဒါကြောင့်မို့လို့အဲ့ဒီအစီအစဉ်အောင်မြင်ဖို့လိုပါလေ။အောင်မြင်သွားရင်ကျွန်တော်တို့နိုင်ငံသားတွေအတွက်ဒီလိုအတင်းအဓမ္မအကြမ်းဖက်ဓမ္မတွေရမ်းနေအများကြီးကာကွယ်ပေးဝါနိုင်မှာဖြစ်ပါလေ။ဒါကြောင့်မို့လို့ဒီနေ့ဒီလွတ်တော်အစည်းအဝေးကိုစီစဉ်ချင်းမတဲ့ပြည်သူ့ပါတီအဖွဲ့ခေါင်းဆောင်အပါအဝင်ဒီနိုင်ငံအနေမြန်မာနိုင်ငံဆိုင်ရာလူ့ရှင်ကော်မရှင်ဒီမြန်မာနိုင်ငံဆိုင်ရာကုလသမဂ္ဂအထူးကိုယ်စားလက်ဆောင်အင်ဒရူးပြီးလို့ရှိရင်ကျွန်တော် CRPA အဖွဲ့တွေ NUCC ခေါင်းဆောင်တွေ တိုင်းသား EOS ခေါင်းဆောင်တွေထိုင်းနိုင်ငံအတောင်ရှိတဲ့လူတွေအားလုံးကိုအထူးပဲကျေးဇူးတင်ပါတယ်ဒါဟာကျွန်တော်တို့မြန်မာနိုင်ငံသားတွေအတွက်တကယ်လက်တွေ့ကျတဲ့လှုပ်တဲ့ပွဲလေးလို့ပဲမြန်မာနဲ့အထူးကျေးဇူးတင်တယ်တလက်စားတဲ့အချမ်းဖက်စစ်ခေါင်းဆောင်ထိုင်းကိုဖိတ်တော်လို့လုံးဝချုပ်ရပါတယ်ဒါဟာလုံးဝမလုပ်တဲ့နဲ့ကိစ္စပါဒီကာလမှာကျွန်တော်တို့ကအာဆီယံရဲ့အစည်းအဝေးတွေတောင်မှဒီစစ်ကောင်စီကိုတက်ဖွဲ့မရှိတဲ့အချိန်မှာထိုင်းနိုင်ငံအနေနဲ့ဒီစစ်ကောင်စီကို ဒီအကျန်းဖက်ခေါင်းဆောင်ကိုခေါ်လိုက်တာတော့ဒါမြန်မာပြည်သူတွေရဲ့စံနှုန်းကိုမျက်ကွက်ပြုပြီးတော့အကျန်းဖက်ကိုလူရတွင်းတယ်လို့ပဲပြည်သူတယောက်အနေနဲ့မြင်ပါတယ်ကျွန်တော်တို့ဒီအောင်မြင်အောင်မသိမ့်ကြခင်ချိန်တွေမှာဆက်ဆောင်ပါမယ်ကြိုးစားပါမယ်လူစုအဖိတ်မပြတ်စေရအောင်ဆိုတာကိုကျွန်တော်ကြားလို့ပါတယ်ဟုတ်ပါတယ်ကဲဆရာဟိုဒီပါရောက်နေတဲ့ဟိုအလူရှင်တွေအတွက်ကောနောက်ပြည်သူတွေအတွက်ကောတစ်ချက်တစ်ခါနေတယ်ကျွန်တော်တို့မှာ top up အင်အားတွေမရှိဘူးဆိုလို့ရှိရင်တော့เนาะကျွန်တော်တို့ top up နေတဲ့ရပုံငွေဖြည့်ဆည်းပေးနေတဲ့ဒီတွင်ပြပမှာရှိနေတဲ့ ထောက်တယ်မရှိတာမရှိဘူးဆိုရင်တော့ကျွန်တော်တို့ညပြန်မှလည်းလုံးလုံးရဖို့ကတော်တော်ခက်ခဲပါဒီလူတွေရဲ့အားတွေကြောင့်မလို့လည်းကျွန်တော်တို့အောင်မြင်မှုများစွာအောင်ခံနေနိုင်တယ်ဒါကြောင့်မလို့လည်းဝဲပြီးတဲ့ ठी ကိုဆက်လက်ပြီးတော့မှပတ်ဖို့ပေးနိုင်ကြဖို့ရအတွက်ကိုကျွန်တော်တို့တောင်းဆိုလိုပါတယ်ကျွန်တော်တို့ဘက်ကလည်းတက်တဲ့ခန္ဓာကိုယ်နဲ့ရေးပြီးတော့မှအောင်မြင်မှုတွေကိုရအောင်ဆုခုမယ်နောက်တော့ဝင်လေးတွေတန်းဆောင်နေတဲ့သူတွေအားလုံးကလည်းကျွန်တော်တို့ဆက်တက်ပြီးတော့မှအပောင်ဝင်ပေးဖို့ရပဲကြောက်ကြလို့ပါတယ်။ပါဝင်နေခဲ့တဲ့အချိန်တွေအချိန်ကြီးဒီနေ့ကြီးကျွန်တော်တို့ဒါ screen ရဲ့တမိုင်းနဲ့ကြည့်ကြည့်ဆိုတော့ တက်မတော်ခရီးတက်မတော်မှာ80နှစ်မှ6နှစ်ပြည့်ခဲ့ပြီဒီ86နှစ်လုံးရုန်းကန်ပေးခဲ့တဲ့ဟောက်ပြည်သူလူထုအားလုံးကိုဒီမှာပြုလေးစားတောင်းကျွန်တော်တို့ပြောချလိုပါတယ်ဟုတ်ကဲ့ပါကျေးဇူးများတင်ပါတယ်ရှင်ပြုလုပ်ကြရတဲ့အတွက်ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်ဆရာအဲ့ဒီလင်ကျဲတဲ့ညခင်ဗျားတို့လောက်ကူတာပြောတာတော့ကြားတယ်ဟုတ်တယ်နော်နော်ဘွေးငါချက်လေးဖြူတောက်တာငါပြေတော့ကျေးဇူးပါ ကျွန်တော်အိတ်နေပေါ့နော်အကုန်လုံးကိုအလားယူနေကြကျွန်တော်တို့လည်းအိတ်နေပြီးဒီအဲ့မှာလေရဒီတက်တဲ့ယူပေါ့နော်ကျွန်တော်အဆောင်နှစ်ခုရှိတယ်မြတ်အဆောင်နှစ်ခုရှိတယ်ဟိုဘက်အဆောင်ကိုသွားပြီးတော့အဆောင်နှစ်ခုရှိတယ်ကျွန်တော်တို့နေတဲ့အဆောင်နေဒီဘက်လူနာရီထားတဲ့အဆောင်လူနာရီထားတဲ့အဆောင်ကိုတက်တဲ့သွားကြတာမြတ်လေရပစ်ချလိုက်တဲ့ဟာကျွန်တော်နဲ့ဒီဒီလေးပဲကျွန်တော်မီးစထွက်သွားတာရောအလင်းရောင်တွေကအကုန်မြင်ရတယ်အိမ်ကလူနာရီရလဲသူကလည်းအရှူရှူထွက်သွားကြတယ်မှာဆရာကြီးကလည်းကျွန်တော်တို့တော့နေပါဖြွင့်ပြီးတာပေါ့နော်ထိတ်တုံးနေပါဖြွင့်ပြီးအဲ့မှာအိုင်နာလေးကဟိုမင်းလာဟိုတွိုက်လက်တွိုက်လက်တွေပါရအစအစအကုန်လုံးအစနာပျောက်ပျောက်သွားတာပေါ့သူတို့ရဲ့အဲ့မှာသူတနက်တွေပါရဟိုဝိုင်းပြီးတော့ကျွန်တော် ဆွဲထုတ်ပေးရပေါ့ဆွဲထုတ်ပေးရဆိုတော့ကျွန်တော်တို့လည်းဒါဆာမဝီတို့ပေးထားတဲ့အစုတက်ကိုကျွန်တော်ကဟိုစေတနာနဲ့ပေါ့နော်ကျွန်တော်လည်းတက်နိုင်တယ်နော်ဂျင်းနဲ့ကြက်တဲ့ကြားထဲကနေကျွန်တော်လည်းဝိုင်းဝန်းပြီးတော့တနက်တွေပါလေကူဆွဲပေးရတယ်လုတ်ပေးလိုက်ခွဲလေမှားထားပြီးတော့လုံးဝဘယ်တော့မှမပြီးဒီကနေ ACD ကျွန်တော်စိတ်ချရပြီဆိုရင်ကျွန်တော်တို့ပြန်ထုတ်မှာပဲကျွန်တော်ယုံကြည်တယ်ယုံကြည်တဲ့အတွက်ကျွန်တော်ဘယ်တော့မှပြေးမှာမဟုတ်ဒီဘက်ကတော့သူပြောထားတဲ့အတိုင်းဂရီတီပါဂရီတီလို့လည်းကျွန်တော်တို့အခုချိန်ကိုလုံးနဲ့တွေ့နေရပါတော့အဲ့တော့ကျွန်တော်အချင်းချင်းဖြစ်ခဲ့ပြီးတော့တိုက်နေမဲ့အစားဒီဘက်ကိုတော်လိုင်းရဆူတွေပူပေါင်းစီစဉ်ပါလေပေါ့နော်ကျွန်တော်တို့လိုဒီမှာဘာလို့လဲဆိုတော့ကျွန်တော်တို့တကယ်တကယ်တမ်းနင်းလားငါလားအောက်ချိန်မှာတိုက်တဲ့ချိန် ကျွန်တော်တို့အဲ့ကျွန်တော်တို့ရှိကိုလူနာကယ်ထုတ်ဖို့တောင်မှခေါ်တဲ့အချိန်မှာတော့မှစုဖွဲ့နေစုဖွဲ့နေတကယ်တကယ်နဲ့ကျတော့ရောက်မလာဘူးရဟိုကျွန်တော်စိတ်နာဖို့တော့ကောင်းတာပေါ့နော်ကျွန်တော်ဆိုတက်တောင်းတော့မှတောင်းထမ်းတော့2003ခုနှစ်ထဲကကျွန်တော်စစ်တပ်ကိုပူလောင်တင်နေတက်ပြီးတော့မှ2023ကျော်သွားပြီစစ်တပ်20နီးပါးလောက်ရှိတာပေါ့နော်အဲ့တော့ကိုဘော်ကခုနလုံရက်တယ်ပေါ့နော်ကျွန်တော်စိတ်နာဘူးတော့ရောက်မလာဘူးပေါ့နော်ကျွန်တော်ကိုလည်းခုနကကျွန်တော်နဲ့အတူတူကျွန်တော်ရှိရအောက်ပါရဲဘော်ကြီးလဲလူနိုင်လဲရမ်းပစ်ထားလိုက်တယ်ပြီးရင်အခုချိန်မှာကြာဆုံးသွားတဲ့ရဲဘော်ကြီးဆိုလဲလာပြီးအလောင်းတော့မကောက်နိုင်ဘူးဆိုတော့ အေးကျွန်တော်မီဒီယာတခုမှတွေ့ဘူးပါတော့နော်ဇွဲနေဝင်လာအင်းနေဝင်လာမသိဘူးပေါက်လိုက်ပါလို့ကျွန်တော်တော့ကျွန်တော်ဟိုဘက်မှာရှိနေသေးတယ်ကျွန်တော်ညီကိုလေးဟောရဲဘော်ရဲဘက်တွေကျွန်တော်ပြောချင်ပါဟုတ်ဆေးချင်းဟုတ်ရေဟုတ်မင်းစားသေးစားစားဆော အာဒီလေပါတဲ့အခါမှာဘာတွေအခက်အခဲဖြစ်လဲလို့ပြောရင်အမှန်တမ်းပြောရင်တော့ဒီတော်လိုင်းကာလာဖြစ်နေလို့လည်းဖြစ်မှာပေါ့နော်သူတို့သားတောက်ပေါ့နော်သားတောက်ကိစ္စကပုံမှန်တော့ကျွေးနိုင်တယ်နော်ပိုနတ်မှန်တော့ကျွေးနိုင်ခဲ့တယ်တူတော်လည်းပဲဟိုအာဟာရကိုပိုပြီးဖြစ်စေတဲ့အစားအစာမျိုးတွေကိုဒီထက်နည်းနည်းလေးဖြစ်ပြီးခြင်းပဲပေါ့နော်အဲကျွန်တော်တမန်ယေရှုတော်ကနေကြည့်လုံးဝအပွင့်လိုက်လေတို့အဲ့တော့သူ့တဲလာတဲ့အချိန်အပွင့်လိုက်တာနော်ဒီတယောက်ချောချိုးချောချိုးပြီးတော့အမှုကျင်းတယ်သူကသူပြောင်းသွားတာမျိုးတွေရှိနေတယ်လို့ကျွန်တော်ကတော့ဒီလိုမြင်ပါတယ်ဟုတ်ကဲ့ဒီလိုရတဲ့ခါကျရင်ကျွန်တော်တို့အများကြီးမှားတယ်ဒီဟောင်းဖယ်ဘူး မလို့အဖေနဲ့ရိုက်နေထူထောင်းတာမလို့ဘူးမလို့ကြပါဘူးဒီတော့သူတိတ်ခံမှာကျွန်တော်ရောက်ပြီဆိုတော့အများကြီးသူပျော်ရွှင်အောင်ထားတာမျိုးတွေလုပ်ကြတယ်ပြောချင်းနေစိုးကြတယ်ကစားရတယ်မွေးနေနေတွေ့တော့မနေ့ကလုပ်တယ်အဲ့လိုမျိုးတွေမသိသေးတဲ့လူမသိတဲ့ပေါ့ကျွန်တော်တို့ပြောပြောတာပဲစကားလေတေအောင်လို့ပါတက်လိုက်ဖို့တော့လွယ်တော့တက်လိုက်ဖို့တော့လွယ်လေတို့တော့တက်ချင်ဒီမှာတော့မရောက်တော့ရှင်းအောင်ထားဖို့ကတော့လောက်ခက်တာအခုကြည့်တို့ဖနာတဲ့ဖနာမှာစဉ်းစားပေးရတယ် ်။နော်ဝေးဆရာစဉ်းစားပေးရတယ်၊သူတို့စာအဖို့စဉ်းစားပေးရတယ်။